One Piece ကမ္ဘာအကောင်းဆုံး anime တွေတခု Naruto, Dragon Ball တို့နဲ့ level 1 to 6တဲ့ anime မျိုးဆက်တဲ့ anime တွေဖြစ်တဲ့ JoJo Kaisen, My Hero Academy, Demon Slayer တို့ထက် storyline အများကြီးတာတဲ့ anime One Piece One Piece ထဲမှာဘာတွေကြည့်ရမှာလဲဘာတွေသင်ယူလို့ရမှာလဲကျွန်တော်ထင်တယ် One Piece ထဲမှာဘာတွေကြည့်လို့ရမှာလဲဆိုတော့ပင်လယ်ဓားပြင်ဖြစ်ဖြစ်တဲ့အဓိကဇက်ကောင် Luffy ကသူရဲ့လွတ်လပ်မှုအတွက်ဘယ်လိုတိုက်ပွဲဝင်လဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ် သူကကပားပေါ်မှာအလွတ်လပ်ဆုံးသူဖြစ်ချင်တာပါသူတငယ်ချင်းနဲ့လွတ်လပ်စားချင်တာစားမယ်သွားချင်တာသွားမယ်အဲ့လိုပေါ့နော်လူဖီစီကနေကျွန်တော်ဘာတွေတင်ယူလိုက်ရလဲဆိုတော့တငယ်ချင်းတွေကိုတန်ဖိုးထားဖို့ပါပဲလူဖီကသူ့ရဲ့တငယ်ချင်းတွေကိုအသက်ထမကချစ်ပါတယ်သူ့ရဲ့တငယ်ချင်းအတွက်ဆိုတကပားလုံးကိုစိန်ခေါ်ပြီးတော့ကပားရံသူဖြစ်နေနိုင်တယ်ဆိုတော့အိန္ဒိယစလူပီဖြစ်ရက်ကသက်သေပါပဲပြီးတော့နောက်ထပ်တစ်ခုတင်ယူမိတာကရံသူတွေကိုလည်းတငယ်ချင်းပြန်ဖွဲ့နိုင်ဖို့ပေါ့နော်မာနမထားဘူးပေါ့ လူဖီမှာသူ့ရဲ့ရန်သူဘလမီဆိုတဲ့လူတယောက်ရှိပါတယ်။အဲကောင်ကတအားမှရိုင်းတာ။လူဖီရဲ့အိမ်မက်ကိုလည်းစော်ကားတယ်။လူဖီကိုလည်းအနိုင်ကျင့်တယ်။တပ်ဖို့လည်းကြိုးစားခဲ့ပြီပါတယ်။ဒါမဲ့နောက်နှစ်နှစ်အကြာဒွေဇိုရူဇာဆိုတဲ့တိုင်ပြည်မှာပြန်တွေ့ခဲ့ပြီးတော့လူဖီကသူ့ကိုတငယ်ချင်းတယောက်အနေနဲ့ပင်နေသမျှအဖွဲတစ်ခုကနေတော့ကေတောင်ကေတင်ပြီးခဲ့ပါသေးတယ်။လူဖီရဲ့လောက်ရက်ကစကားပေါ်တစ်ခုအတိုင်းပဲပေါ့နော်။မနေ့ကရန်သူဒီနေ့ချက်သူဆိုလာပဲအဲ့လိုစကားပေါ်ပေါ့နော်။အဲစကားပေါ်ကိုတည့်ရလူကောမမတစ်ချက်လောက်ကြီးပြီးခဲ့ပါလား။ အခုကျွန်တော် 1P ကိုကြည်လာတာနှစ်နှစ်ကျော်ပါပြီ 1P ကအခုအပိုင်း1000ကျော်အထိထွက်လာပါတယ်ပေါ့နော်စဉ်းစားကြည့်လိုက်တစ်ပိုင်းကိုမင်း20ကြာမယ်၃ပိုင်းဆိုတစ်နာရီအပိုင်း1000ဆိုရင်တော့သင်္ချာကနေအရာတွက်ကြည့်ရရင်15ရက်ကျော်လောက်ကြည့်ရမှာပါအဲ့ချိန်တော့မပါဘူးဒီအပိုင်း1000ကျော်ကိုတချို့ 1P fan တွေဆိုနှစ်ခေါက်တော့ပြန်ကြည့်ထားတယ်ဗောနော်လောဝကြည့်နိုင်တယ်ထင်ပါတယ်သူတို့ကလေးလေးလေးစားပါဆိုတော့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ရအောင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် See you later